ဒွေနဲ့မြိတ်ကမြို့အဝင်အထွက်ဂိတ်တွေမှာစစ်ကောင်စီတပ်က electronic နည်းပညာအသုံးပြုပြီးခီးသွွားပြည်သူတွေကိုစစ်ဆေးနေတယ်လို့မြို့ခံတွေစီကသိရပါတယ်။အခုလပထမအပတ်ကစလို့တနင်္သာရီတိုင်းကမြို့ကြီးတချို့ရဲ့မြို့အဝင်အထွက်ဂိတ်တွေမှာစစ်ကောင်စီတပ်သားတွေကခီးသွွားပြည်သူတွေရဲ့မှတ်ပုတ်တင်နံပါတ်ကို tablet နဲ့ laptop တွေထဲရိုက်ထည့်ပြီးတိုက်ဆိုင်စစ်ဆေးတဲ့ electronic စစ်ဆေးရေးစနစ်ကိုစတင်အသုံးပြုလာတာဖြစ်ပါတယ်။ ဒွေမြို့မှာမြို့အဝင်ထွက်ဂိတ်၄ခုရှိပြီး electronic စနစ်နဲ့စစ်ဆေးတာကိုအ धिक လှုပ်ဆောင်နေတာကတော့ဒွေနဲ့လုံလုံမြို့နယ်ကိုဆက်သွယ်ထားတဲ့ကမျိုးကင်းတရာဂိတ်မှာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လုံလုံဝဲကလာတဲ့လူတွေဆိုရင်ရကြားရည်ဆိုရင်အငယ်ကနေအကြီးကြီးစစ်တာမိန်းကလေးစစ်တာမိမိရောမိမိကိုခေါ်ပြီးစစ်တာမိမိရောအဲ့ဒါခေါ်စစ်တာပါသူတို့သူတို့စကနေလောက်ပြီးတော့သူတို့တော့ လူနောင်ရောက်လို့လာလို့ရှိရင်အဲလက်စင်တောင်းတယ်တစ်စီတောင်းတော့အေးရပြီလက်စီတောင်းပြီးတော့မဟုတ်တယ်ပြမဟုတ်တယ်ပြပြီးတော့အာသူဟိုမှာလက်တော်ရှိတယ်လက်တော်ထက်မှာပါအဲသူဟိုဟောက်တယ်နော်မယ်ရိုက်ချက်တယ်ပေါ့ရိုက်ချက်ပြီးတော့တော့အပေါင်းနော်မယ်ပြောဖေးတယ်အပေါင်းနော်မယ်ပြောဖေးပြီးဟိုဘယ်ပြပြပေးလိုက်တယ်စကနယ်လာလို့လို့ရှိတယ် လူတွေလာလဲလူတွေရှိတယ်ကောင်းတယ်လာလဲလူတွေရှိတယ်မြင်းမြို့ကြောက်ဖြူတောင်မြို့အဝင်ကိန်းမှာလဲအခုမလကစားလို့ electronic စနစ်နဲ့စစ်ဆေးတာတွေလှုပ်ဆောင်လာပြီးနေတိုင်းစစ်ဆေးနေတာမျိုးမဟုတ်ပဲဆရာဖနဲ့လာဝကဝန်ထမ်းတွေကရှောင်းတခင်လာရောက်စစ်ဆေးရဲ့ပုံစံဖြစ်တယ်လို့သိရပါတယ်မြင်းမြို့ခံတွေရဲ့ပြောပြချက်အရတော့ CDM စီရင်ပါမပါအပြင် စစ်မှုထမ်းစီရင်ပါပြီးရှောင်ပြေးနေသူတွေကိုပါသိနိုင်ဖို့အတွက်စစ်ဆေးတာဖြစ်တယ်လို့သိရပါတယ်။အခုလိုမြို့အဝင်ထွက်ကြတဲ့မှာစစ်တပ်ဘက်က electronic စနစ်နဲ့စစ်ဆေးလာတာနဲ့ပတ်သက်လို့လောင်လုံးပကဖရဲ့ပြောရေးဆိုခွင့်ရှိသူကိုရှဲတို့ကတော့အခုလိုသုံးသပ်ပါတယ်။ဟုတ်ကဲ့အခုလက်ရှိလောင်လုံးလောင်လုံးနဲ့တဝယ်နဲ့အဲဂျားမှာရှိတယ်ပေါ့နော်။အော်ကမြုံကင်းတတားမှာပေါ့။ဒီ tablet တို့ လမ်းသွားလာပြည်သူတွေပေါ့နော်အသေးသေးစစ်ဆင်းနေတာတွေရှိတယ်ပေါ့နော်တီးရသလောက်ဆိုလို့ရှိရင်တော့မှတ်ဖို့တည်းစစ်တယ်ပေါ့ပြီးရင်သူတို့စမကတ်စစ်တယ်ပေါ့နော်စမကတ်မှာဆိုလို့ရှိရင်ကျူအကုတ်ပါတယ်စမကတ်ရဲ့ထဲမှာပေါ့နော်ပြန်ပြီးတော့သူတို့အော် data ပြန်သွင်းနေတဲ့ပုံစံဖြစ်နေတယ်ဗျအခုပုံစံလဲဆိုလို့ရှိရင်ဒီဟောပါပေါ့နော် national database ပုံစံမျိုးနဲ့အဲလုံနေတဲ့ပုံစံတွေ့ရတယ်ပေါ့နော်အခုအခုလက်ရှိမှာပေါ့အဲ့တော့ပို့ပြီးတော့စိုးရိမ်စရာကောင်းလာတာဒီ ဟိုပါဘောဒီဟာကိုတကယ်လို့သူတို့ဟိုကောင်းကောင်းလှုပ်လာနိုင်ပြီဆိုလို့ရှိရင်တော့ဒီဟိုပါဘောနော်စစ်စေးခံရတဲ့သူတွေဆိုလို့ရှိရင်အန်တီရှိနေတာပေါ့ကျွန်တော်တို့ဟိုဘယ်သွားသွားဘယ်လာလာတည်နေတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်တဝဲမှာစစ်ခံရလို့ရှိရင်လည်းဒီသူတို့ရဲ့ဌာနချုပ်တစ်ခုခုပေါ့နော်အဲ့ဒီကအာဒိုင်ရိုက်တည်နေဖို့များတယ်ဗျကျွန်တော်တို့ဒီအခုက online နဲ့ဒိုင်ရိုက်ချိန်ဆက်ထားတဲ့ခေတ်ဆိုတော့အဲတခါလေတိုက်ရောက်မဲ့ပုံစံရှိတယ် ပေါ့နော်ဒီဟိုဟာအဟွာပေါ့ပေါ့ကျွန်တော်တို့နားလဲတလို့ဆိုလို့ရှင်ဒီဟာကအတည်များတယ်ပြီးရင်နောက်တစ်ခုကသူတို့အခုလက်ရှိစစ်ဆေးနေတဲ့ဟာတွေကအာဒီ data အချက်လက်တွေကိုစစ်ဆေးတယ်ပြီးရင်သူတို့လူနာမည်မှတ်ပုံတွေနံပါတ်အာမီဟိုဟာပေါ့နော်နေရာလိပ်စာဖုန်းနံပါတ်ဘာညာအကုန်လုံးသူတို့ဒီထဲကိုဟိုရိုက်ထည့်တာလည်းရှိတယ်ပေါ့နော် အော်မပ်ပိုတင်နံပါတ်နဲ့တိုက်ဆက်ပြီးတော့ဒီ CDL လား CDL မဟုတ်ဘူးလားပေါ့အာနန် CDL လားပေါ့အာဒါမှမဟုတ်ဘာအလုပ်လုပ်လဲပေါ့အဲ့ဒါတွေကစသူတို့ data အချက်လက်ယူနေတဲ့ဟာတွေရှိတယ်ပေါ့နော်အခုလအစကလည်းကပြောင်းကင်း data စစ်ဆေးရေးဂိမ်းမှာလုံလုံမြို့နယ်မောင်မကန်ရွာကလူငယ်အမျိုးသား၃ဦးဖမ်းဆီးခံခဲ့ရပြီးစစ်မှုထမ်းဆူဆောင်ခံခဲ့ရတယ်လို့မြို့ခံတွေစီကသိရပါတယ် စစ်ကောင်စီဟာလူပုဂ္ဂိုလ်တဦးချင်းစီကိုစစ်ဆေးကြည့်ရှုတာနဲ့ထိမ့်သိမ်းဆောင်ရွက်မှုတွေကိုတိကျစွာစောင့်ကြည့်နိုင်တဲ့ဤပညာတစ်ခုဖြစ်တဲ့ PSMS ဤပညာကိုအသုံးပြုပြီးတော်လိုင်းရဲတဲ့ပါဝင်နေတဲ့လူငယ်အမျိုးသမီး2ဦးနဲ့အမျိုးသားတဦးတို့ကိုဖမ်းဆီးခဲ့ကြောင်းကိုလည်းအခုတစ်ပတ်အတွင်းထုတ်ပြန်ခဲ့ပါသေးတယ်။